ဒုံးကြီးတစ်စင်ဟာရေတက်တင်းမောကနေထွက်သွားပြီးပင်လယ်ပြင်မီတာ90လောက်အမြင့်မှာဆက်ရုပ်၅လိုမျိုးခုံပေါက်ပြန့်တန်းနေပါတယ်။သူ့ရဲ့ခရီးရှည်ကြီးဟာကီလိုမီတာ1600ကျော်ဖြတ်တန်းရပါမယ်။ သူရဲ့ပြင်မှာကတော့ရန်သူရဲ့ဘိုးချမ်းမှာရှိတဲ့စာအုပ်ကြီးတစ်ခုပါဒါရုပ်ရှင်ကြီးတဲ့ဇလန်တစ်ခုမဟုတ်ပါဘူးဒါတူမောပရစ်တုံးရဲ့လက်တွေ့ဘဝပါဒီတုံးကြီးကိုအမေရိကန်ရေတပ်က1980ပြည့်နှစ်လွန်နေရာတီထွင်ခဲ့တာပါသူရဲ့ထူးခြားချက်ကသူဟာကီလိုမီတာ1000ကျော်ကျော်လွားပြန်တန်းနိုင်ပြီးတော့ GPS နဲ့မြေပြင်ပုံစနစ်တွေကိုအသုံးပြုပါသူရဲ့ပြင်မှတ်စီကိုမီတာအနည်းငယ်အတွင်းအတိအကျထိမှန်အောင်လုပ်နိုင်တာပါ သူ့ကိုရေတက်တင်မောတွေရင်ငုတ်တင်မောတွေအားနဲ့ပြည့်နှံ့နိုင်ပြီးရန်သူရဲ့ရေရာစနစ်တွေကိုရှောင်ရှားဖို့အတွက်မြေပြင်နီနီကကကနေပြန်တန်းနိုင်ပါတယ်။ယူကရိန်းစစ်ပွဲမှာတူမဟော့ဒုံးကြီးတွေဟာတောကျကျတဲ့အခန်းကဏ္ဍကနေရှိနေပါတယ်။ယူကရိန်းအနေနဲ့ဒီလိုဒုံးကြီးမျိုးကိုရရှိဖို့မျှော်လင့်နေတာကြောင့်ရုရှားဘက်ကလည်းဒီဒုံးကြီးတွေယူကရိန်းစီကိုရောက်ရှိမှာကိုအကြီးအကျယ်စိုးရိမ်နေရပါတယ်။